မင်္ဂလာပါရှင်ဒီနေ့မှာတော့မောင်နှုတ်ရဲ့ channel မှာအပင်းနေတဲ့တော်လန့်ပြည်သူများကိုငယ်ကဖတ်ပြပေးသွားမှာကတော့စောင်းသူဘဝအမတ်တရားများရဲ့အပိုင်းခွင့်ဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင် အဆောင်သူဘဝအမှတ်တရများအပိုင်းခွန်မိခိုင်တယောက်ကတော့နေ့စဉ်ဖျားဝတ်တမပြတ်ပါဘူးဖျားတရားအရန်ကြည်ညိုကိုင်းဆိုင်သူလေးဖြစ်ပါတယ်မိခိုင်တယောက်ဖျားတရားကြည်ညိုသလောက်အခန်းပေါ်မိမော်ကတော့မြင်မြင်သမျှရည်စရာဟာသလောက်တတ်သူတယောက်ဖြစ်နေတော့သူတို့နှစ်ယောက်ဟာအရှိနဲ့အနောက်ပမာကွဲပြားခြားနားနေပါတော့တယ် ကျမတို့တအူးတယောက်ချင်းစီမှာလည်းမတူညီတဲ့အချက်လေးတွေ ကိုစည်းရှိကြပါတယ်။ကျမတို့အုပ်စုဟာနေကနေចောင်းလာတက်တော့တောသူမများပြီးပြီးအထွေထွေဘဟုတုတကောចောင်းစာမှာပါအားနေကြပါတယ်။ပထမနှစ်ဆောက်စားခြင်းမှာပဲစည်ရင်နဲ့ပတ်သက်လို့ဘုကေပင်စတင်သင်ယူကားစမှာ debit နဲ့ credit ကြမှာပြများခဲ့ရတဲ့ရက်တွေလည်းရှိခဲ့သလို debit ဆိုရင်ဘဘက်သွင်း credit ဆိုရင်ညာဘက်သွင်းတဲ့အစာရီမချင်းညက်ခင်မှာမှတ်လိုက်ရတာလဲမောလို့ပေါ့ရှင်။နောက်တော့လဲလေ့ကျင့်ခန်းတွေဇက်တိုက်လုပ်တာရင်ဆရာဆရာမတွေအတင်ပြကောင်းခဲ့တာရဲ့ကြောင့် AC ဖြစ်သွားပါတယ်။တစ်ဖွဲ့လုံးလဲစာမွေးဘွဲကလည်းရန်နီးကပ်နေပြီဆိုတော့အရင်ကလိုလေပေါ်တာတွေရှော့ပြီးကလေးနှလုံးကြားဖြာခင်းကစာကိုပဲဂယူဆိုင်ပြီးစက်မှတ်လေးလာနေကြပါတယ်။ဂျပန်ရန်ကမှာမိဖုတချင်းတွေ ပါရီဆိုပေး၍စာမွေးဘွဲအတွက် စိတ်လက်ပေါ်ပါလာပြန်တယ်ပေါ့ရှင်ခန်းထဲမှာစာရီစုပြီးလေးလာရင်ကနေမိမော်တယောက်ထားပေါက်ပါတော့တယ်မိမော်ကညံကောင်းတဲ့လောက်စာချက်အပြင်းထူသူလေးလည်းဖြစ်ပြန်ပါတယ်စာမေးပွဲတပတ်နှစ်ပတ်လောက်အလိုမအမေကဲပါအဖေကဲပါနဲ့အော်ဟစ်ပြီးစာချက်ချင်သူပါအခုလောလောဆယ်မှာတော့သူ စာမချက်ချင်တော့ဘူးလေငင်းငွေလာပြီဆိုတော့မိကောက်ရဲ့ငါခန်းထဲမှာစာချက်ရလေမရဘူးအခန်းပြန်ထွက်ကြည့်မယ်ဆိုပြီး တစ်သားခေါက်ဝဲလေးမကအခန်းရှိမှာ စားသွားကြနေပါတယ်။တောင်းလောင်နေတော့ဖွဲထဲမှာလူစိုးကျမကသူတကယ်စားကြတာဟုတ်မဟုတ်ခန်းထဲကနေထပြီးသွားစစ်ပါတော့တယ်။မိမောစားကြနေတာကလည်းရည်ရင်စရာကောင်းပါတယ်။ဝတ်ထားတာကလည်းအဆောင်နေရင်ဆိုတော့နွမ်းဖက်ဖက်သမေဝနီလိုတောကရီများပြီးခေါင်းမလျှော်ဆံမဖြီးနဲ့စပင်ကစုပ်ပွားပွားအတွင်း ခွက်ဝင်နေတဲ့မျက်လုံးတွေကလည်းကျမကိုပြူကြောင်ကြောင်ကြည့်လို့စိတ်မပါလက်မပါနဲ့ငုတ်တုတ်လေးထိုင်ပြီးရီကျဲကျဲနဲ့စာအုပ်ကိုဟိုလန်ဒီလန် လုပ်နေပုံလေးကပါလေးနဲ့တူမှန်းမသိပါဘူး။သူကလည်းပကံညာဦးသူဆိုတော့ကျမကတော့ဇာကြီးဦးတုခါရဲ့အပေရဏဇကားရဲကမင်းသမီးဆိုတဲ့တချင်ပဲအမှတ်ရမိတယ်။အပေရဏကဲပါကဲပါဆိုတာလေ။ အဲ့အချိန်မှာကျမသူ့ကိုအယမ်းစကြင်စိတ်တွေဖြစ်လာပါတော့တယ်။သူ့ရှိကစားသူ့ရှိကဇပွဲကိုယူကာအခန်းထဲပြန်သွင်းထားပြီးမှ သူမရှိကဇပွဲအစာရေချိုးတဲ့အတံဖလားကွက်လေးကိုချထားပေးလိုက်တယ်။ ပြီးမှငါးမုစိလေးတစ်စိကို တောက်ခနဲပြစ်ချလိုက်တယ်။နောက်ပြီးခန်းထဲမှာစားစုကျက်နေတဲ့တငယ်ချင်းတွေကိုမိမော်ရှိရာဝရန်တာဘက်ကိုမျက်စာပြစ်ပြလိုက်တယ်။ခန်းထဲမှာရှိနေတဲ့မိခိုင်မိဖြူချမ်းဖတီးမမိပုနဲ့မိယူတို့ကလည်းရှိစုမဲစုအကြွေလေးတွေရှာပြီးတကွက်ကွက်တတောက်တော့ဝိုင်းဝန်းထဲကြပြီးတဟီဟီနဲ့သဘောတွေကြနေသလိုတခုခုဆို အဖွားတန်တဲ့ချမ်းကလည်း ဘေးခန့်တွေပါတကားခောက်ပြီးမိမော်ကိုတနာကြပါခမညာလို့ဩပါတော့တယ်။အားလုံးကလည်းစာကျက်ရတာညီငွေနေကြတော့ကျမတို့ဖွဲ့ရဲ့ဟာတာကိုသဘောကျပြီးအကျွေးစိတ်လေးတွေအပြောသဘောနဲ့ထဲကြပါတော့တယ်။ဒီကြတဲ့မိဖုကလည်းထပ်ပြီးမျက်နှာတော့ပေါ်ဝအဟောင်းလေးကပြကရာပြေးယူပြီးမိမော်ရဲ့ခေါင်းပေါ်ထပ်ပြီးတင်ပေးလိုက်တယ်။တကယ်ကို အပယနာကားရဲကမင်းသမီးလေးတိုင်ဖြစ်သွားတာပေါ့ရှင်မိမခင်ရတော့အစကတော့အပျော်ဆရာမို့ရီကျဲကျဲနဲ့တနာစရာမျက်နာလေးနဲ့တရန်လို့တရုတ်တူအောင်လိုက်တရုတ်ဆောင်ပေးမယ်နောက်ပိုင်းလူတွေများလာပြီးတကယ်တူတယ်တနာစရာလေးရိုးရိုးတော့မရှိပါဘူးနော်ဆိုတော့အားလုံးရဲ့အစကြနောက်ကြတဲ့တန်မခံနိုင်မယ်ရုတ်တရက်ကျမကိုမျက်ဆောင်ထိုးကြည့်တွေ့အောင်မယ်ဆိုတဲ့သဘောနဲ့ခေါင်းလေးမှတခြားရိုးကတငယ်ချင်းတယောက်ခန်းသွားအိပ်ပါတော့တယ် ဒါပေမဲ့အမှတ်မရှိဟမီမော်ကမနယ်လင်းတော့ခေါင်းလေးပိုက်ပြီးရေကျဲကျဲနဲ့မျက်စောင်းထိုးကြည့်ရင်ပြန်ရောက်လာပါတယ်။ကျမတို့ဖွင့်ဟာစာရင်းနဲ့ပြည်နေတဲ့အခါဒီလိုပဲပတ်ဝန်းကျင်ကို မထိခိုက်စေပဲကျမတို့ဖွင့်ရဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုအသုံးပြုပြီးအပျော်များကိုဖန်တီးတတ်ကြသူများလည်းဖြစ်ပါတယ်။ကျမတို့အားလုံးတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့အပေးယူမျှခဲ့ကြတာရီချောင်းကြောင်းပြီးတဲ့အချိန်လက်တွဲမပြတ်ခဲ့ပါဘူးဒီဟာတာလေးကပဲကျမတို့ဖွဲ့ကို အလုတ်ကျွေးပြုစုသွားတာကနောက်နေ့ရဲ့နေ့လယ်မှာအောင်စောမှာဝါရီတော်ဖွင့်ဖြစ်ပါတော့တယ်။အဆောင်သူဘဝရဲ့တကယ့်အမှတ်တရများစွာတဲ့ကအမှတ်တရနေ့ရဲ့လေးပါပဲရှင်။ကန္နမာကတငယ်ချင်းများအားလုံးကိုတတိယလျက်။နားဆင်ခံစားပေးခဲ့ကြတဲ့တော်လန်ပြည်သူတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ မောင်နှမမ YouTube channel မှာအပေးနေကြတဲ့တော်လန့်ပြည်သူများအားလုံးကိုမင်္ဂလာပါလို့တော့ concept ပြစေရှင်။ငယ်ပါ။ငယ်ကဒီနေ့မှာတော့အဆောင်သူဘအမတ်ကျများရဲ့နောက်ထပ်အပိုင်းတစ်လေးတစ်ပိုင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။အဆောင်သူဘအမတ်တရားများကျမစေရန်အောင်ပြီးရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရလို့အကြောင်းဖွင့်တဲ့အခါသမိုင်းဝန်းကန်နမအဆောင်မှာနေခွင့်ရပါတယ်။ ကျမတို့တငယ်ချင်းတစုအဆောင်သူဘဝပြန်လည်တန်းတားမိကျင်ကြတာဟာဘာလဲဆိုတဲ့အကြောင်းကို ပြန်စဉ်းစားမိတော့အဆောင်မမတွေရဲ့ကျင်နာချင်းကိုဝေမျှပေးမှုကနေစရမယ်လို့ထင်ပါတယ်။မိမော်တယောက်ဟာ သူ့မိမိအညာကိုပြန်သွားတဲ့ညနေမှာပဲအခန်းထဲကဂရင်တိုင်ကလေးနဲ့သူ့ကိုယ်သူပတ်တန်နေတယ်လို့နင်းနှင်းကလည်းတရှုံရှုံနဲ့ငုံနေရှာပါတယ်။ အဲ့ဒီအချိန်မှမှကျမတို့တငယ်ချင်းတော်များများကမိဘနဲ့အတူခွဲပြီးနေခဲ့ရတဲ့သူတွေပေါ့ရှင်။နောက်တစ်ချိန်မှာအရာရန်ကြီးကြီးဖြစ်မဲ့မိခိုင်တယောက်ကတော့အဲ့ဒီအချိန်မှကလေးကတင်းငိမ့်အေးဆေးစွာနဲ့တငယ်ချင်းတွေကိုမငိုဖို့အားမငယ်ဖို့အားပေးနေရသူပါ။ကျမတို့အခန်းချောက်ထဲမှာတငယ်ချင်းတွေကစု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 ဖြစ်နေတော့အဆောင်မမဆန်းကသမီးတို့ဘာလုပ်နေတာလဲယင်းလို့မိခိုင်ကိုမေးတော့ ခိုင်ကပြန်ပြေတယ်။မိမော်မေမေပြန်သွားလို့ဝမ်းနဲ့နေလို့ချော့မြူနေရတာ။မိမော်ရဲ့ဝမ်းနဲ့စိတ်အားငယ်စိတ်ကို ခိုင်နီးခိုင်ဟန်နဲ့ဖြေတောင်အောင်လုပ်နေရတာလို့ဖွင့်လွှဲပြောနေရှာပါတယ်။မမဆန်းကမိမော်အပါအဝင် ကျမတို့အားလုံးကိုဆယ်တန်းအောင်ပြီးအထိမိဘတွေနဲ့အတူတူနေလာခဲ့တဲ့သမီးလေးတွေကိုနားလဲကြောင်းမမဆန်းနဲ့ဟော့ကျူတာမမများကိုလည်းမိဘရင်းနဲ့မချား နှွေးထွေးစွာဆက်ဆံနိုင်သလိုတစုံတရာအခက်ခဲကြုံလာပါကလည်းတမီးတို့ဘက်မှပွပွလင်းလင်းပြောဆိုနိုင်ကြောင်းကိုအပြုံးလေးနှင့်မိမော်ရဲ့ပခုံးလေးကိုဖက်ခါဆိုလာပါတယ်။မမဆန်းရဲ့နှွေးထွေးကျင်လာတဲ့စကားသံလေးကကျမတို့အားလုံးကိုအားတက်စေခဲ့သလိုတကူလုံးကြက်သီးတွေနှွေးကနေထလာခဲ့တယ်။ရှင်ထဲမှာလည်းစွန့်နှင်သွားတယ်။မမဆန်းရဲ့စကားသံနဲ့နှွေးထွေးတဲ့ပုံစံကို ခနေ့အထိနားရဲမျက်စီတဲကမထွက်တော့ဘူးပြန်တွေးရင် မနေ့တနေ့ကလိုပါပဲကနမာဆောင်မှာနေခွင့်ရတဲ့ခဏတာဟာကျမတို့ကိုရှင်းချက်တည်ငြိမ်စေခဲ့တယ်။အဆောင်မှုမမဆန်းနဲ့မမဟော့ကျူတာများစီနီယာမမများကလည်းနေ့စဉ်ဝတ်မပြတ်ဖျားရှိခိုးမြစ်တာပို့အမျှဝေတတ်အောင် လေ့ကျင့်ပေးခဲ့သလိုအဆောင်ကြီးကပဲအိမ်မှတလတခါပို့ပေးသောចောင်းစရိတ်အားចောင်းလာကမုံဘိုးအသောဆောင်စရိတ်စသည်ဖြင့်ငွေကြေးကို ကိုရိုင်းကင်တွဲစီမံခန့်ခွဲတတ်အောင်တင်ပေးသလိုကျမ်းမာရေးလူမှုရေးပညာရေးတင့်တင့်မြတ်တတ်အောင်ချိန်ဆတတ်အောင်လေ့ကျင့်ပေးရအမိတက္ကသိုလ်ပါပဲရှင်။ကျမတို့တငယ်ချင်းအားလုံးကံကောင်းဒီကဘယ်အချိန်နေရောက်ရောက်ကျမတို့ဘေးမှာခုချိန်ထိ ပြုစင်နဲ့လွှဲထွေးတဲ့ကျနာမြတ်တာရီနဲ့ချက်ချင်းတွေပေးနေသော စီးပွားရေးတက္ကသိုလ်မှဆရာကြီးဆရာမကြီးများရှိနေခြင်းပင် စီးပွားရေးတက္ကသိုလ်ကျောင်းသူတယောက်ဖြစ်ခွင့်ရခြင်းကိုဂျင်းနဲ့ကွန်ယူနေမိပါသည်ချစ်တော်ကနမအဆောင်မှုမမဆန်အားအမေများနေအတွက်ဂုံပြုလျက်တငယ်ချင်းများကိုစားမိကောကနမကျေးဇူးတင်ပါတယ်ရှင်နားဆင်ပေးခဲ့ကြတဲ့ချစ်တော်အားလုံးကို နောက်ထပ်အပိုင်းတစ်လင်းမှာ ဆောင်မြောအားပေးကြပါအောင်လို့တောင်းဆိုရင်ဒီနေ့မှာတော့ငယ်ကဒီပိုက်လေးနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။